မင်္ဂလာပါမျိုးရေကျမမမတို့မာလီပါရှင်ဒီနေ့နောက်25ခုနှစ်မေလ24ရက်နေ့ဖြစ်ပါတယ်ဒီနေ့ကျမပြောမယ့်အကြောင်းအရာကတော့သွေးဆုံးမှုတော့အစင်းကြံစီမံကိန်းရပ်တန့်ပြီဆိုတဲ့အကြောင်းအရာဖြစ်ပါတယ်ဒီအကြောင်းအရာကိုကျမပြောမယ်လို့စိတ်ကူးထားတာသို့သောလက်တော်ပထမဆုံးပြောရမယ့်အကြောင်းအရာတစ်ခုအရေးပေါ်ပေါ်လာတယ်အဲ့ပါလဲဆိုတော့အခုမနေ့ကတော့ကျမခီးတစ်ခုသွားတယ်။တော့ကျမတို့ရှိက ဟိုတမန်တစ်ဆင့်ရှိရတယ်တမန်ပြီးလို့ရှိရင်ကားတစ်ဆင့်တစ်ဆင့်ရှိရတယ်ပေါ့နော်အဲ့ဒီတမန်ခိတ်မှာအော် channel တော့ဦးချင်းမောင်လို့သူတယောက်ကိုကျွန်မမျက်မြင်ထင်ရှားတွေ့လိုက်ရတယ်နော်အာကျမကဟာဒါနဲ့တော့ဥရှင်မောင်တို့ဒါနဲ့တော့မမလေးတို့တို့ဇနီးမောင်နဲ့ရဲ့ရေးတဲ့စာပေလေးတွေကျမကသဘောကျတယ်ကျမအမြဲတမ်းစာပေလေးတွေဖတ်တယ်ပေါ့နော်ကျမသဘောကျရတဲ့လေးစားရတဲ့စာရေးဆရာဇနီးမောင်နဲ့ပေါ့နော်အာဒါနဲ့တော့ဥရှင်မောင်က အခါတပါမှာတဲ့သူအလုပ်ကိစ္စနဲ့ဘိုင်းငါစီးပြီးတော့အပြင်သွားတဲ့အခါမှာသူ့ရဲ့အလွယ်အိတ်ကိုကပိုင်းညိုက်တဲ့ကဗိတ်တားနဲ့ဖယ်ပြီးကပိုင်းညိုက်တယ်။နောက်ကနေပြီးတော့သူ့အလွယ်အိတ်ကိုကပိုင်းညိုက်ရတော့သူသိသူသိတယ်နဲ့ကပိုင်းညိုက်ပါဗျို့ကပိုင်းညိုက်လို့ online လို့ရှိရင်အဲ့ဒီကပိုင်းညိုက်ရှက်သွားမှာစိုးလို့တနာလို့ဆိုပြီးတော့ကပိုင်းညိုက်တာကိုနှုတ်ပိတ်ပြီးငြိမ်နေလိုက် အဲ့ဒီတောင်းလာကိုသူ့မိမဖြစ်တယ်ဇာနဲ့ကျော်မမလေးပေါ့နော်တင်းတင်းလေးတင်းတင်းကိုပြန်ပြောတော့သူ့မိမငကိုရဲ့ဇာနဲ့ကျော်မမလေးစိတ်ဆက်တယ်လို့ဆိုတော့သူ့ယောက်ျားကိုဟိုမချစ်တင်ရဲ့ဖြစ်ပြီးပြောခဲ့တာပြောတာဆိုတာဆူတာပေါ့နော်အဲ့လိုတောင်းလာပဲဖြစ်ခဲ့ရှိခဲ့ဆိုတော့ဒီနေ့ကျွန်မမျက်မျက်ကိုတွေ့တွေ့တယ်ဇာနဲ့ကျော်ဥရှင်မောင်ကြတော့ကပိုင်းနိုင်ပါပြောကပိုင်းနိုင်လို့ online လို့ရှိရင်ကပိုင်းနိုင်ကရှက်သွားမှာမို့ရှက်သွားမှာဆုံးလို့တနာလို့နေနေတာမျိုးမဟုတ်ဘူးလေ ကပိုင်းနိုင်မျိုးကပိုင်းနိုင်လို့ online လို့ရှိရင်ဒါနဲ့အဖိုးခံရမှာကြောက်လို့ငြိမ်ရတာဖြစ်တယ်။နော်ကပိုင်းနိုင်မျိုးကပိုင်းနိုင်ကိုယ်ကပိုင်းနိုင်လာတည်တည်တည်ရင်လည်းပြောလိုက်လို့ရှိရင်ဒါနဲ့အဖိုးခံရမှာကြောက်လို့ငြိမ်ပြီးနှုတ်ပိတ်နေရတယ်။ဆိုရန်ကုန်မြို့ပေါ်မှာအဲ့လိုကိစ္စတွေအများကြီးများလာပါလေ။ငိုရဲကမရှိဘူးလားမေးရင်ရှိတယ်။သို့တော့တောမီလောင်တောကြောင်လက်ခမောင်းခက်ပုံပြီးများလာပါလေ အခုလိုခိုးဆိုးလူလိုက်တွေကိုနိုင်ငံတော်ဆိုတာအနေနဲ့အချိန်မီနိုင်နေပေးပါဖြည့်ရှင်းပေးပါအခြေခံလူရန်းစားရေနော်အလုပ်သွားအလုပ်ပြန်အထူးသဖြင့်အမျိုးသမီးတွေဘဝလုံးဝမကြုံမလုံးမချုံနောက်ကျောမလုံးတဲ့ဘဝတွေရောက်နေပါတယ်အမေရိကန်အလုံးလုံးပဲဆိုရင်သက်ဆိုင်ရာသက်ဆိုင်ရာနည်းမြေစခန်းတွေမှာပြမှုကျုံးလုံးနဲ့တို့မှာနော်တကယ်အလုံးလုံးပဲဆိုလို့ရှိရင်ဇာရှိတယ်ပြမှုမှတ်တမ်းတွေရှိသေးတာဖြစ်ပါတယ်အချိန်ကြီး နေနေပေးပါဖြေရှင်းပေးပါအကြံဖတ်မှုတွေအကြံဖတ်မှုတွေအခုလိုမျိုးလူရမှုတွေနှိစင်နဲ့မြတ်တော့ပွားလာနေတဲ့ရန်ကုန်မြို့ကြီးမှာအခြေခံလူန်းစားရင်လည်းနေ့စဉ်အလုပ်တော့အလုပ်ပြန်လူသမီးတွေပေါ်မှာမလုံမကြုံဖြစ်နေပါတယ်ဒီကိစ္စတွေကိုနိုင်ငံတော်လူကြီးကြီးနေဆိုတာအာနာပိုင်ရင်လည်းသိရှိပြီးတော့တော့တစ္ဆာရနေမြေရဲစကန်းကရဲမှုတွေရဲစကန်းမှုတွေအမှန်တကယ်အလုပ်လုပ်ကြဖို့ကျွန်တော်ပြောနေပါတယ် ဟုတ်ပြီပြမဆုံးပြောမယ့်အကြောင်းအရာကတော့သိဆုံးသောဈေးတန်ရှိနေခြင်းဒီသိဆုံးသောဈေးတန်ရှိနေခြင်းဆိုတာကမင်းရံကနေပြီးတော့ရခိုင်မြောက်ပိုင်းကိုလူသားချင်းစာနာမှုပူနေတယ်သူတို့ပြေးမယ်ဒါပေမဲ့ကျမတို့မြန်မာနိုင်ငံရဲ့အတရားဝင်ဆိုးရဖြစ်တဲ့အနာစာကအရင်ဆုံးအဆိုးရကိုကြော်ပြီးတော့ဘင်္ဂလားဒေ့ရှ်ကနေတစ်စင်ရခိုင်ကိုတိုက်ရပေးဖို့မယ်အစီအစဉ် ်နော်နောက်ဆုံးကနေဆုံးဆုံးရတယ်တရားဝင်ဖြစ်တဲ့မှုကိုတို့ကထိန်ချမ်းပြီးအစိုးရကိုဘေးဖယ်ပြီးတော့မင်္ဂလာဒေကနေရခိုင်ကိုတိုက်ရိုက်သူလူသားချင်းစာနာမှုထောက်ထားအကူအညီတွေပေးရမယ်ဆိုတဲ့ကိစ္စပေါ့နော်ဒီကိစ္စပေါ့မှာလက်ရှိမှာမင်္ဂလာဒေနိုင်ငံရဲ့စစ်ဦးစီးချုပ်ကနေပြီးတော့နော်တို့အာဘင်္ဂလားလေးတက်မတော်လေးကတို့နိုင်ငံရဲ့အထုံးချအာဏာကိုထိပါမဲ့ကိစ္စမျိုးအတူလက်မခံဘူးပေါ့နော်အဲဒါကြောင့်မလို့ဒီလိုမျိုးတို့ဘင်္ဂလားလေးကိုဖျက်ပြီးတော့ရခိုင်ကိုတိုက်ရိုက် ဒီလိုမျိုးအခုညီတွေသိဖို့ခြင်းဟာသွေးစောသောဇင်းကြံစီမကေဖြစ်လို့လက်မခံဘူးလို့တရားဝင်ပြောဆိုလိုက်ပြီးလို့ကနဦးကြားသိရပါတယ်။ကြော်ဒီတဲ့ကိုအတီးပြုတ်ဖို့ဆိုရင်ဒီမှာလို့၂ရက်၃ရက်လောက်ဆောင်ရပါလိမ့်မယ်နော်။အာတစ်ဆက်ထဲမှာလည်းလက်ရှိမှာဆိုရင်ဘင်္ဂလားဒေ့ရဲ့ယာယီဆိုရကောင်းဆောင်ယွန်းတို့ကနေပြီးဆိုရအဖွဲ့ကနေနှုတ်ဆက်မယ်ဆိုတဲ့တဲ့တွေလည်းကြားနေတာဖြစ်တဲ့အတွက်မြမပြီးကနေပြီးတော့စင့်အမီခွေးမျိုးဘဝ နော်စင်မင်းပြမြောပွားရောက်နေတဲ့အေအေနဲ့အကျန်းဖတ်သမားတွေအတွက်အေအေနဲ့အကျန်းဖတ်သမားတွေအတွက်တရောင်းစားဖျက်ပြောက်ကိန်းကြုံပြီးလို့ပြောရမှာဖြစ်ပါတယ်နော်နောက်ဆက်ကအိန္ဒိယနေသားဆောင်တဲ့အာဒရိုင်ဖယ်တက်ကနေပြီးတော့နော်အိန္ဒိယမြန်မာနေဆက်မှာ PDF ဆက်ရောက်ကိုပြစ်တက်လိုက်တယ်မှု ဒီမှုပေါ်မှာတချို့ကပြောကြတယ်ဒါဟာမြန်မာနိုင်ငံနိုင်ငံတော်အစိုးရအနေနဲ့ဒီကိစ္စကိုဆောင်ရွက်တင်ပါတယ်မစသည်ဖြင့်တချို့ဟိုဘက်ကလော်ဘီပြောရကြတော့ဒီသူတို့တမူပါကဖိုင်ကအိန္ဒိယစစ်တပ်ကနေပြီးတော့နေဆက်ချန်စီယိုကနေလို့သူတို့ကနေဆက်ချန်စီယိုမကဘူးနိုင်ငံတွက်သူတို့ကခံလာတတ်ခံလာပြည့်အပ်ပြီးကာဝယ်လိုက်လို့အိန္ဒိယစစ်တပ်ကနေပြတ်တက်ပြီးခံရပါတယ်ဆိုပြီးတော့နော်လိတ်ဘူးကိုလိတ်ဖြစ်အောင် ချက်ဘိုးကိုလိပ်ဖြစ်အောင်လေးလိုက်တဲ့လူသားမကြီးပြောဆိုနေကြတယ်။ဆိုတော့ကအိန္ဒိယနဲ့ပတ်သက်လို့အများတန်းကျမတို့ရင်ထဲမှာထည့်ထားရမယ့်ကိစ္စနှစ်ခုရှိတယ်။အိန္ဒိယနဲ့ပတ်သက်လို့ကျမတို့ရင်ထဲမှာထည့်ထားရမယ့်အချက်နှစ်ချက်ရှိတယ်။ပထမတစ်ချက်ကဘာလဲဆိုတော့အိန္ဒိယရဲ့နိုင်ငံအကြီးအကဲကပြောခဲ့တယ်။2024ကျမတို့လေတက်အစည်းအဝေးမှာပြောခဲ့တယ်။ဘာပြောလဲအိန္ဒိယနိုင်ငံရဲ့အစိုးရဆက်ဆက်ဟာ မြန်မာစစ်တပ်နဲ့ဆက်ဆံရေးကောင်းမှုမှုလိုလားပါတယ်။ထပ်ပြောမယ်အိန္ဒိယရဲ့တရားဝင်ခေါင်းဆောင်ကတရားဝင်ကဘာမီယာအသီးသီးကိုပြောကြားခဲ့တဲ့စကားရှိတယ်။အိန္ဒိယရဲ့အစိုးရဆက်ဆက်လက်ရှိမူရီဆိုတာတည်းမဟုတ်ဘူးနော်။ဒရုပတိမာမူလက်ရှိအိန္ဒိယသမရဘောနော်ဒရုပတိမာမူဒရုပတိမာမူရဲ့အစိုးရလက်ထက်တည်းမဟုတ်ပဲနေ။သူတို့ အိန္ဒိယနိုင်ငံရဲ့အစိုးရအစစဟာမြန်မာတပ်မတော်နဲ့မြန်မာစစ်တပ်နဲ့ဆက်သွယ်ရေးဆက်ဆံရေးကောင်းမှုကိုသူတို့အမြဲတမ်းဆန္ဒရှိပါတယ်။အဲဒီဇာကာတခုဘာလဲဇာကာတခုကဘာလဲဆိုတော့ပြီးခဲ့တဲ့နှစ်လပိုင်းလောက်ကဒုက္ခနှစ်လပိုင်းသုံးလပိုင်းလောက်ကအိန္ဒိယနိုင်ငံရဲ့မီဇိုရမ်ပြည်နယ်ကအိန္ဒိယမီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ်ပြောခဲ့တဲ့ဇာကာတခုရှိတယ်။ ။နိုင်ငံသားသားတချို့ကသူတို့အိန္ဒိယပြည်နယ်ကိုဖြတ်ပြီးတော့နေဆက်ကလည်းတစ်စီမြမပြည်ချင်းအောင်နန်းပေါ်မှာရှိတဲ့တပုံလေးကိုလက်နက်ကိုင်ပင်နှန်းနေပို့ချပေးနေပါတယ်လို့ပြောခဲ့တဲ့ကားလို့ရှိတယ်။အဲကျွန်တော်တို့အိန္ဒိယနဲ့ပတ်သက်ရင်အများကြီးတိထားရမှာအချက်အချာဖြစ်တယ်။ဆိုတော့လက်ရှိမှာအိန္ဒိယမြန်မာနယ်စပ်ကတမူပါခါပါဆိုတဲ့ရပ်ဘက်တွေကိုအိန္ဒိယနယ်စပ်ဆောင်တပ်ကပြစ်ခတ်မှုနဲ့ပတ်သက်လို့အဲဒီမှာ မြေပြင်တောင်ဝင်ရှိသူတမူပါခဖအဖွဲ့ရဲ့ခေါင်းဆောင်ဆွဲတောင်မှာပြောထားတဲ့ဒီအရာတွေတဲ့ဌာနရဲ့အင်တာဗျူးကိုကျွန်တော်ဖွင့်ပြပါမယ်။ဘယ်လိုလဲမြန်မာပိုင်းမှာသူဟိုလာရတဲ့ကျက်ကျက်ဟောတော့အဲအဆရာဆရာအဲသူရေဘော်နဲ့လာကြပါတော့လာကြပြီးတော့မအဲကျက်ကျက်ကရေဘော်ရဲ့တွေ့ဆုံပြီးတော့မဆိုင်ပါကြောဆိုင်ပါကြောပြီးတော့အဆင်ပြေနေတော့ဆီလို့ ိုလည်းနေခြင်းနဲ့ပါနေလို့ပြောရပါပဲ။ဒါပေမဲ့အဲအဲစတုံးနေတဲ့ညနေပိုင်းမှာအဲ့မှာအဲ့ဒီမှာတော့မတွေ့ရဘူးခန်းမှာအဲ့ဒီပတ်စာအိုက်ပါရှိတဲ့တာစီတော့ခန်းမှာမကြည့်ရဘူးလေ။ရောတာ။ကြောက်နေတာပေါ့။ကြောက်နေတာအနည်းကားရောလေမကြည့်ရဘူး။အဲ့ဒီကအမေတော့အဲ့ ်တယ်။အဲဒီရဲ့လေအဲ့ဒီကအဲဒီရဲ့ဆိုတော့လေလကတာမီဆိုတော့အဲ့ဒါလေးကဟောပါတော့ဘူးစန္ဒာဆိုကြေးရအောင်တွားပြီးတော့အဲ့ကအဲ့ရမှုနဲ့အဲ့ဘူးကိုတွားမှတွေ့ရတွားပြီးတော့မှသူကအောင်ပါပေါ့သူကတောင်းချက်ပြီးပေါ့အဲ့တွားတွေ့တဲ့ခါမျိုးကဘာမှမလုပ်ရဘူးသူကပြောရတယ်ပြောရတယ်ဘာမှမပြောရဘူးတွေ့တွေ့ချင်း ပြည့်တယ်ငါတို့တမန်းနဲ့ပြည့်တယ်ငါတို့ကငါတို့လည်းပြည့်ပြည့်တဲ့ခါကျတော့အကုန်ပြေးသွားတယ်ကောင်းဆက်အောင်ရတယ်အဲ့အဲ့လိုပြောအဲ့လိုပြောခဲ့ရမှာတော့ကိုဘကဘာမှမပြောရဘူးသူကအရင်အဲ့လိုစတာကအဲကိုဘကမြေနဲ့ခါကျတော့မြေနဲ့ချင်းနေတော့အဲ့နဲ့အော်ဒီလိုကခံရတယ်လည်းချင်းတော့အမဖြစ်နိုင်ဘူးပေါ့အဲဝက်ဖြစ်တဲ့နဲ့လည်းကြားပါကျွန်တော်ဒီဟာရ အဲ့ညာလူနေနေလည်းနေရရဒီကမာရဲ့နောက်မှာဆိုလို့နော်ဆက်သုံးရက်နေမနေ့မှာအဲ့ဒီအိန္ဒိယနဲ့တားဆောင်တဲ့အာသန်ရိုက်ဖယ်တက်ကတမူပခါပါစကန်ကိုလာတွေ့ခဲ့တယ်။သူတို့ချင်းချင်းစကားတွေပြောပြီးတော့ပုံမှန်လိုက်မှသူတို့ပြောပြီးတော့ညနေခင်းမှာသူတို့တမူပခါပါဆယ်ယောက်အသက်ခံပြီးတောက်သွားတယ်။နော် လေယူလေသိန်းကထမင်းခွန်းရဲ့မစားရတဲ့စကားပြောရင်းနဲ့အားပြက်ပြီးတော့လေးထက်သွားမှာတော့ဆိုရတယ်။နော် online ပေါ့ online ပေါ်ကနေပြီးလေးလိုက်တဲ့လူသက်သမားတွေကဒါလက်တိလက်မောင်းတန်းပြီးတော့သူတို့ခံပြင်းနေလို့ဘာဖြစ်လဲလို့ညာဖြစ်တယ်လို့ပြောနေကြတာ။မြေပြင်မှာတကယ်ပြစ်တဲ့ဟာတွေကစကားကိုဝေ့လေကြောင်ပဲပြောပြီးလူရင်းမရောက်ခိုင်းတဲ့ဝေ့လေကြောင်ပဲလိမ့်နေတယ်။နော်ဝေ့လေကြောင်ပဲလိမ့်နေတယ်။သူ့ရဲ့စကားမှာကသူတို့အဲ့ဒီ သူတို့အသက်ခံရတဲ့ PDF တမှုပါကားဖာရင်းနဲ့အဲ့ဒီအိန္ဒိယအာဂန် rifle တက်ကလူတွေနဲ့73ရက်နေမနဲ့မှာသူတို့တွေ့ဆုံဆွေးနွေးခဲ့တယ်ဆိုတာသူတို့အနေနဲ့အချိန်ဆက်ရှိနေတာလမ်းပေါ်မှာ lobby ရေပြောသူတို့လက်ဆက်ချိုင်ပြီးတော့ကတ္တနာကြတာမဟုတ်ဘူးသူတို့ကြားထဲမှာလက်လက်မောင်းကိုမူးရင်မောင်းကိုစေဝါရိတ်ခါမောင်းကိုအများရန်ရှိနေတယ်သူတို့အချင်းချင်းကအဆက်အသွယ်ရှိနေတယ်ဝေစုမတဲ့လို့ ဝင်စုမတဲ့လို့စက်ခွက်လူရင်ဖြစ်တယ်တော်လိုင်းမောင်မပြောနေသလိုလော်ဘီတွေပြောနေသလိုနေဆက်ခြံပြုကလို့ချင်းများတဲ့ပြဿနာမဟုတ်ဘူးဆိုတာအဲ့ဒီမှာတက်တဲ့ပိုင်းထောက်တာရှိတယ်နောက်ဆုံးတစ်ခုကတော့အာဓမ္မဒီဓမ္မကိုနာယူထုံးစံမရှိတဲ့အကြောင်းကျမတို့လူမှုကောင်းရဲ့ပုံမှာအမိရမန်နဲ့တောရရိတ်တာကဥဒုရိယဆိုတဲ့ပုံပေါ်ကနော်သူကိုယ်သူရဟန္တာပါ သူရန်နာမဟုတ်ခုံမဟုတ်ဆိုတာမဟာနာဆရာတော်တွေလာစစ်ပါလာစစ်လို့ရှိရင်အဲ့ဒီမဟာနာဆရာတော်တွေကိုတထိုင်နဲ့နဲ့သောတာပန်တရားအရိယာပုဂ္ဂိုလ်ဖြစ်အောင်ဟောနိုင်ပါလေဆိုပြီးတော့အာဓမ္မဝါဒီဒီအာဓမ္မဝါရတွေဟောပြောနေတဲ့ဥတုတရားကိုနော်ကျမတို့ဆရာဦးအောင်အများကြီးမစိုးရင်စာသင်သားကလောင်နဲ့မဲမစိုးရင်စာသင်သားရခင်ရဟဘောဟာဆိုလို့ရှိရင်ဥအိမ်သာတိရမြို့ဝတာမြို့ဝတာဖွဲ့ရတကယ်စာတတ်ပြီးနေတန်းကတန်းကံ စာပေတွေတက်မြောက်တယ်ဘင်းဝန်သားဘွဲရဆရာဦးအောင်မြင်တယ်ဦးအောင်စောတို့နှစ်ယောက်ကနေပြီးတော့ဒီဥတ္တရိယရဲ့ပြောဆိုမှုတွေကအာဓမလားဓမ္မလားအာဓမလားဆိုတာကိုကျမတို့မဟာနာဆရာတော်ကြီးရှင်ရှင်မှာကျမတို့ဟာကျမတို့လူတွေလို့ပြောမယ်ဆိုတာအမှုတိုင်တာပေါ့နော်ဒီကိစ္စနဲ့ပတ်သက်ပြီးတော့မလေးကမဟာနာဆရာတော်ကြီးဒီကိုယ်တိုင်စီဝေဆုံးဖြတ်တဲ့အခါမှာအရိယာမန်တိုင်းတောရရိတ်တာဥတ္တရိယရဲ့ပြောဆိုမှုတွေကအာဓမဝါဒဖြစ်တဲ့အတွက် ဥတုရိယအပါဝင်သူ့ရဲ့တပည့်တော်ဝါကတပည့်တပည့်အနဆွဲနဲ့ခုနှစ်ဦးကိုအာဓမဝါရရီစွန့်လို့ပို့မဟာနာဆရာတော်ဤကဆုံးမဩဝါဒဓမ္မဆက်နဲ့ဆုံးမဩဝါဒပေးခဲ့တယ်။ထို့သောဥတုရိယပါဝင်28ဦးကဓမ္မဆက်ရဲ့ဆုံးမကိုမခံယူဘဲနဲ့သူတို့ရဲ့အာဓမဝါရကိုမစွန့်လို့နိုင်ဘူးဆိုပြီးတော့လက်မှတ်မထိုးပါဘူး။ ဒါကြောင့်မို့လို့ဓမ္မဆက်နဲ့ဆုံးမလို့အရေးကြီးလို့မရရင်အာနာဆက်နဲ့ဆုံးမရမယ်ရှင်ဖြစ်ပါလိမ့်မယ်။เนาะကျိုးတော့ကအာဓမ္မဆိုတာဓမ္မကိုနိုင်ရထုံးစံမရှိဘူးလို့ကျွန်တော်တို့ပြောရရှင်းရှင်းပဲပြောရပါလိမ့်မယ်။เนาะဒီကိစ္စဆိုလို့ရှိရင်အာပြီးခဲ့တဲ့2024 17လပိုင်း17လပိုင်းနောက်ကဆိုကျွန်မလက်ကူတရားရုံးမှာ ီဥဒရိယတို့ဒီအာရမောဓမ္မအာရမကိစ္စနဲ့ပတ်သက်ပြီးတော့ပေါ့နော်ကျမတို့ဒီကိုနောင်တော်လေးတို့ကျမတို့မသားရေးဆရာတော်လေးနဲ့သွားရောက်ပြီးတော့ဒီကိစ္စနဲ့ပတ်သက်လို့ကျမတို့ဆွေးနွေးကြတာလေးရှိတယ်။ကြီးတော်မှာဆိုလို့ရှိရင်အိုက်တော်မှာဆိုရင်ဒါ GPP မှာလေဘူးတရားရုံးကိုလည်းဆန္ဒပြပြတဲ့မပါသားဆရာတော်လေးနဲ့မပုစုတို့အဖွဲ့ကြီးနှိထုတ်ခံလိုက်ရပါတယ်ဆိုပြီးတော့လေဖန်းတန်းစီပြီးတော့ပေါ့လေဖန်းတန်းစီပြီးတော့ဝါရခံခဲ့တဲ့အခိုက်အတန့်တွေရှိပါတယ်။ 后说了哈，我不就六块噶？你就看下了，后边的阿德玛瓦达的个好表你的我朵利亚六块，你都看了也比失白。<noise>